term life policy ဆိုတာကဒီလိုနှစ်အကန့်တနဲ့ကျွန်တော်အတက်အမှတ်ကဝယ်ထားတာပေါ့ဥပမာနှစ်20 term life policy ဝယ်တဲ့ solution နှစ်20အတော်တွင်းထဲမှာလာစင်ကြီးဆောင်းနိုင်တဲ့တိတိကျွန်တော်အတက်အမှတ်ခံရှိတာပေါ့နှစ်20ကျော့သွားပြီ solution တော့လာစင်ကြီးလက်ဆောင်စာမလိုတော့ဘူးအတက်အမှတ်ခလည်းကျွန်တော်အတွက်မရှိတော့ဘူးပေါ့ဒါကနှစ်အကန့်တနဲ့ term life policy ဝယ်တာကိုပြောတာနော်ဥပမာလူတစ်ယောက်ကနှစ်20 term life policy ဝယ်တယ်ထားပါတော့ နေ့နှစ်အထိမှအပြောင်းလဲလုပ်လို့ရလားဆိုတော့လည်းမဟုတ်ပါဘူးနေ့နှစ်မရောက်ခင်ဘယ်အချိန်မဆိုအပြောင်းလဲလုပ်လို့ရတယ်၄၅၆နှစ်ပဲဝယ်သေးတယ်အပြောင်းလဲလုပ်ချင်တာဆိုရင်လည်းအပြောင်းလဲလုပ်လို့ရတယ်နော် term life policy ဝယ်တဲ့လူတွေ policy ကို cancel လိုက်မယ်ဖျက်လိုက်မယ် solution ရောတံငွေတို့ဟိုအခတိခတို့ပါတော့စောင့်ကြာရှိလားဆိုတော့ဘာမှမရှိဘူးနော် cancellation fee လည်းပေးကြမလို့ဘူးတံငွေဘာမှမရှိဘူးအဲ့ဒါကိုကျွန်တော်ပြောချင်တာ ဘယ်အချိန်မှဆိုကျွန်တော်တို့ပြန်ဖြတ်လိုက်လို့ရတယ် policy အမျိုးအစားပြန်ပြောင်းလိုက်လို့ရတာပေါ့နော်ကျွန်တော်အတက်ငယ်တဲ့လူတွေတက်ဆိုရင်အတက်40ဇင်းတော့အပြောင်းလဲမရှိကျမရေကောင်းနေဆိုရင်ပေါ့ဒါမှမဟုတ်ရခဏပြောရဲ session နှစ်ကနေ30ကြားလောက်မှပဲရှိသေးတယ်ဆိုရင်လေ40 years term policy ဝယ်လို့ရတယ်အကြာဆုံး term life policy ကနှစ်40ပေါ့နော်အတက်ကြီးတဲ့လူတွေတွေ့ခါကျတော့10နှစ်မဟုတ်15နှစ်နှစ်20 25နှစ်နဲ့တောင်းဆက်စသည်ဖြင့်ဈေးနှုန်းအပြောင်းလဲမရှိ လာစင်ကြီးအပြောင်းလဲမရှိနှစ်တောင်းဆက်အထိပဲ term life policy ရှိတာများတာပေါ့